ဒူရာဒါနာ ပြုလုပ်ခဲ့တဲ့ United ရဲ့အသင်းကောင်းဆောင် Bruno ပိတ်သမားလုံးပဲမင်္ဂလာပါခင်ဗျာကျော်ရဲ့ Swiss Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အလွေဇက်လန်နဲ့မကွာဆိုတဲ့ဇဂဘုံလိုမျိုး Manchester United အသင်းကောင်းဆောင်ဖြစ်တဲ့ Bruno Fernandes ကတော့သူ့ရဲ့အသင်းဘော်တွေကိုဒူရာဒါနာပြုလုပ်ခဲ့လို့သိရပါတယ်ဘာတစ်ခုမှဒူရာတွေကိုစတူဒီတာပြုလုပ်ရင်းနဲ့ကြိုက်တလောက်တောက်ဆဲပုံစံမျိုးနဲ့အတူဘော်ရာတွေပျော်ရွှင်မှုရေးဒါနာလေးတစ်ခုပြုလုပ်ပြီးသွားခဲ့တာဖြစ်ပါတယ် Bruno Fernandes ရဲ့လူဒါနာအလူရှင်တွေရဲ့အသင်းဘော်တွေအတွက်ပါဝမ်းသာကြီးနူးစွာဖြစ်ခဲ့ရပြီးတော့တရားသီလုံး ဘာဖလားမှမရခဲ့တဲ့ဈာမိုက်တို့အနေငယ်တော့စိတ်ကျဉ်တဲ့ဆရာဖြစ်သွားခဲ့မှာပါဘရူနိုဖာနန်ဒက်ဆာမန်ချက်စတာယူနိုက်တက်အတွက်ရောအသင်းပေါ်ကြီးအတွက်ပါခေါင်းဆောင်ကောင်းတယောက်လို့ဆိုရမှာဖြစ်ပြီးတော့အဲလိုအသင်းအတွက်ခေါင်းဆောင်ကောင်းပီးသားတဲ့ဈာမတယောက်ကိုမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကစားသမားသာဆန္ဒရှိရင်လက်လွတ်သွားမယ်ဆိုဆုံးဖြတ်ချမှာရွေးနဲ့ဆုံးဖြတ်ချတခုလိုပဲဆိုချင်ပါတယ်သူတို့သာဘရူနိုဖာနန်ဒက်ကိုတကယ်ချင်းကစားမိုက်ဆန္ဒတွေပါပြောနေကြမလို့ပဲသူတို့ရဲ့အသင်းခေါင်းဆောင်ရောင်းကုန်မှုဆွဲအကြောင်းရည်ပြကြေညာထားခဲ့ရမှာပါအသင်းအနေပြဖြစ်သူအမ်မိုရင်ဆိုရင်ဘရူနိုဖာနန်ဒက်ကိုရောင်းမှအသင်းကပတ်စံရှာလို့ရမှာမဟုတ်ပဲ တခြားသောနီးလန်းတွေနဲ့ပတ်စံရှာမယ်ဆိုလို့ရှိရင်အစီအပြေတာပဲဆိုပြီးပြောသွားခဲ့ပါလိမ့်။မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ဒီရသည်အစိမ့်ညစ်ဆရာစိတ်ပြက်ဆရာတွေနဲ့ဇက်တိုက်ဆိုလိုရင်းဆိုင်ကြုံတွေ့ခဲ့ရသူဘောလုံးရသည်ပြီးဆုံးချိန်မှာလည်းအစီအမပြေမှုတွေနဲ့ရင်းဆိုင်ကြုံတွေ့နေခဲ့ကြတာဖြစ်ပါတယ်။အသင်းကရလဒ်တွေဇက်တိုက်ဆိုးအားနေတဲ့အတွက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ကြတဲ့ United ပရိသတ်တွေကဘရူနိုဖာနန်ဒက်ဆရဲ့အပြောင်းအရွှေ့ကြောင့်ထပ်ပြီးတော့စိတ်ညစ်နေခဲ့ရတာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်ဆာဆော်ရီကလပ်အဲလေအသင်းနဲ့တရင်တွေကတောက်ဆောက်ဆိုလိုထွက်ပေါ်နေခဲ့တာဖြစ်ပြီးဇာမကူရိုင်းဆုံးဖြတ်ချက်တစ်ခုတည်းသာကြန့်ရှိတော့တာဖြစ်ပါတယ်။ ဇာမဘက်ကကောင်းညင်အိလေဘက်ကလည်း United အလိုရှိတဲ့ပြောင်းရွှေ့ကြေးပေးချေသွားဖို့ငွေတော့ပိုက်ထားခဲ့ကြတာဖြစ်ပြီးတော့ Bruno Fernandes ကိုယ်တိုင်ကဆုံးဖြတ်ချက်မချသေးတာလားဒါမှမဟုတ်ခြေစမ်းပွဲစဉ်တွေပြီးဆုံးခြင်းမရှိသေးတဲ့အတွက်ထုတ်ပြန်ကြေညာခြင်းမရှိသေးတာလားဆိုတော့ဇာမကိုယ်တိုင်ပဲသိပါလိမ့်မယ်။ဒိန်းတွေရတော့ Bruno Fernandes ဟာ United အသင်းကနေထွက်ခွာသွားခြင်းနဲ့ဆန္ဒမျိုးမရှိဘူးလို့တော့သိရပြီးတော့အသင်းရဲ့ငွေကြေးလိုအပ်ချက်အတွက်သာအိလေအသင်းရဲ့ကမ်းလှမ်းချက်ကိုစဉ်းစားခဲ့တဲ့သဘောလို့ဆိုရမှာပါ။ Spa အသင်းရဲ့ Europa League ဘောလုံးပွဲပြီးမှကတည်းက Bruno Fernandes ကိုယ်တိုင်ကအသင်းကလိုအပ်ရင်သူ့ကိုရောင်းချသွားမယ်ဆိုရင် ကျေနက်နက်နဲ့သူလက်ခံသွားမယ်ဆိုပြီးတော့ပြောထားသေးတာပါအခုလည်းအဲ့ဒီအခြေအနေအကြောင်းဘရူနိုဖာနန်ဒက်စ်ကအဲ့လေအသင်းရဲ့ကံလန်ချက်ကိုလက်ခံသင့်မခံသင့်စဉ်းစားနေကြတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကဒီရာသီပရီးမီးယားလိမှာလည်းဘာဆူပလာအောင်မြင်မှုမှမရခဲ့သလိုဂျူရိုပါလိပြိုင်ပွဲမှာလည်းဆူပလာနဲ့ဝေးကွာခဲ့ရကဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ပါလွဲချော်ထားခဲ့ရပါတယ်အဲ့လိုလွဲချော်ထားခဲ့တဲ့အတွက်ကြောင့်လည်းဘန်နာရေးအခြေအနေကထိခိုက်မှုတွေရှိလာနိုင်တဲ့အခြေအနေမှာရှိနေကြတာလည်းဖြစ်ပါတယ်အဲ့တော့အသင်းရဲ့ဘန်နာရေးအခြေအနေကိုပြန်လည်ပြီးတော့တဲ့မှန်နိုင်အောင်ပြင်ဆင်နေကြတာဖြစ်သလိုအသင်းမှာရှိတဲ့ကစားသမားတော်တော်များများကိုလည်း ရောင်းချသွားဖို့အထိကိုစီစဉ်ထားခဲ့ကြတာပါ။အဲလိုအသင်းရဲ့လိုအပ်ချက်အတွက်ဘရူနိုဖာနန်ဒက်စ်ဟာစရေးသွားဖို့ဆုံးဖြတ်ထားခဲ့လို့အသင်းကောင်းဆောင်ကောင်းတယောက်ရဲ့စိတ်ဓာတ်ကိုလည်းဖော်ပြသွားခဲ့တာပါ။ယူနိုက်တက်အတွက်အသင်းကောင်းဆောင်ပီတာလွန်းနဲ့ဘရူနိုဖာနန်ဒက်စ်ဟာပရီးမီယာလိပွဲစဉ်ပြီးသုံးရက်အကြာမှာပဲအာရှခီးစဉ်ထွက်လာခဲ့တာနဲ့ပတ်သက်လို့ဒေါသထွက်နေခဲ့ကြတဲ့သူ့ရဲ့အသင်းပေါ်ရင်းစိတ်ပြလက်ပြောက်ဖြစ်စေဖို့ဆိုရယူရဲချက်နဲ့သူတက်နိုင်တဲ့ဘက်ကနေသူရာဒါနာပြုလုပ်ပေးသွားခဲ့တာဖြစ်ပြီးဘာမှအသေးစားတွေတောက်သမျှကိုတကာခံပေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါစေခင်ဗျစုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်